ကြက်တပြားရဖို့ကိုမနဲ့နေထွက်ကနေညနေနေဝင်ထိရုံးကန်နေရတဲ့ကျွန်တော်တို့လိုကောင်တွေမှာလဲလူငယ်ပြပြပျော်စရာတွေနဲ့ဖြတ်တန်းရင်ရှင်ဘဝကိုလူငယ်တယောက်လိုအချိန်ကြီးကုန်လုံးနေတာပေါ့ဗျာအိမ်ကဆန်ဦးရေဆန်ဦးကျွန်တော်မှမဖြစ်ဖြစ်နိုင်မဲ့သူရှိတော့ဘူးဗျာကျွန်တော်မိဘတွေလည်းအိုမင်းနေပြီလေဒါကြောင့်ကျွန်တော်ရဲ့လူငယ်ဘဝကိုပျော်ပျော်ရွှင်နဲ့မဖြတ်သန်းခဲ့ရရင်နေပါစေဗျာကျွန်တော်မိသားစုလေးကိုတော့အမင်းနဲ့မမှန်နဲ့မငှက်ရအောင်ထားနိုင်တဲ့သူတယောက်ဖြစ်ချင်တယ်ဗျာ ဒါကြောင့်ကျွန်တော်တို့လူငယ်တချို့ကအမောင်ကျနေတဲ့နိုင်ငံကိုဆုံးခွာပြီးကျွန်တော်တို့အနာဂတ်တွေအတွက်နိုင်ငံတစ်တွေကိုပြူပြောင်းပြီးတော့နန်းတစ်တွေကိုပါတော့ကိုဖောက်ရတယ်ဗျာဒါကြောင့်မိဘလူငယ်နဲ့ဖွဲ့ခွာရတယ်ကျွန်တော်တို့လူငယ်ဘဝတွေကိုလည်းဆုံးခွာရတယ်ကျွန်တော်တို့တွေကအယုံမတိုင်ပဲရင့်ကျက်လာကြတယ်တချို့လူငယ်တွေကအသက်မပြေပဲရင့်ကျက်လာကြတယ် ါကဘဝကပြည့်တဲ့သင်္ကန်းစာတွေနဲ့လောကဒဏ်ရိုက်ချက်တွေချမှာလူငယ်တော်တော်များများကရင့်ကျက်ပြီးတော့တည်ငြိမ်လာကြတယ်။ဒါကြောင့်ကျွန်တော်တို့ဘဝသူလူငယ်တွေအားလုံး